ာမချမ်းပြီးတို့တိုင်းရင်သာညီနောင်များနဲ့ရွှေချေအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဥကြော်ကြော်ဆိုးလမ်းရော်မောင်ယူကလမ်းရော်မောင်ယူပြောပြသေးဆိုတော့ကျွန်တော်တို့ဟိုစကားပိုင်းလေးနဲ့ကျွန်တော်အတိပေးခြင်းပါတယ်။ဘာအတိပေးခြင်းလဲဆိုတော့အတိပေးခြင်းနဲ့ခေါင်းစဉ်ကကျွန်တော်ကိုခိုင်းမှာ ကျွန်တော်ကိုခိုက်မှာဆိုတော့ကောင်းစင်သေးပါပဲကျွန်တော်ဒီလိုသမ္မတော်မောင်ယူပြောပြစီစကားဝိုင်းနဲ့ကျွန်တော်ပြောလာတာဆိုတတ္တိယချင်းပေါ့ဗျာဒီတတ္တိယချင်းကောင်းစင်လာတော့ကျွန်တော်ကိုခိုက်မှာပေါ့အဖြစ်လို့သမ္မတော်မောင်ယူဥကျော်ရောဆိုဖြစ်လာလဲတော့လဲထပ်ပြီးတော့မြို့ကကျေးဇူးများကိုတင်ပြမနေတော့ပါဘူးဆောကျွန်တော်ကသမ္မတော်မြို့နယ်မဲဆန္ဒနေရာနေပြီးတော့ပြည်တော်စုကြန့်ခိုင်နေတဲ့ဖွံ့ဖြိုးရေးပါတီကိုစားပြုပြီးတော့တိုင်းဒေသကြီးလှုပ်တော့ပြား ပြည့်စက်ခံမဲ့ကိုယ်စလဲလောင်းမလို့ကိုကိုကိုလမ်းမရောမောင်ယိုးဥကြော်ကြော်ဆိုးလို့ကျွန်တော်ကခိုင်းလိုက်တာပါအဲ့တော့ကျွန်တော်ကိုခိုင်းမှာကျွန်တော်ကိုခိုင်းမှာဆိုတာကလမ်းမရောကျွန်တော်ပါဝင်ရှင်ပြိုင်မဲ့လမ်းမရောကလမ်းမရောဣသူလူလူဇမကတော်တော်ရဲမှာတာဝန်ပြုလို့ရောက်ခဲ့သရှိတော့ကျွန်တော်လုံနိုင်ကိုင်းနိုင် တောင်းယူရတဲ့လုံအားလုံးကိုလမ်းမတော်ပြည်သူလူထုပါဝင်ကျွန်တော်ကိုယုံကြည်စွာရွေးချယ်တင်မြောက်လိုက်တဲ့ပြည်သူလူထုအားလုံးကကျွန်တော်ကိုခိုက်မှာလို့နော်ဒါလေးကိုတင်ပြချင်တာပါအဲ့တော့အားလုံးတပိသာစစ်တပ်တိုင်းပေါ့ဗျာကျွန်တော်ကဗားလေးစီနဲ့ကျွန်တော်ခိုက်နေခြင်းလဲဆိုတော့နံပါတ်1 လမ်းမတော်အတန်လွတ်တော်မှာညံနေစေရမယ်လမ်းမတော်လူလူအတန်လွတ်တော်မှာညံနေစေရမယ်ဒုံသူတော်ပဲရန်ကုန်လူစုအတန်လွတ်တော်မှာညံနေစေရမယ်ဥဇာပြည်သူတရားလုံးရဲ့အတန်လွတ်တော်မှာညံနေစေရမယ်ဒီလိုကျွန်တော်ပြောကြပါလေပြောကြပါလေအဲ့တော့ကိုမလုံနေတာကိုမဆန့်ဆိုင်တာကိုလိန်ညာပြီးဂရိမပြေးပါဘူး ကိုလှုပ်တာကိုစွန့်ဆောင်နေတာဟုတ်ပဲကျွန်တော်ဂရိပေးပြီးတော့ကျွန်တော်ကိုခိုင်းပါလို့ကျွန်တော်ပြောပြရစီတော်တော်ကိုယ်စားတရားအနေနဲ့ကိုယ့်ကိုယုံကြည်စွာရွေးချယ်လိုက်တဲ့မိဘပြည်သူများအတွက်ဘာတွေလုပ်ပေးနိုင်သလဲကိုစားပြုနိုင်ရပါမယ်ကိုစားပြုနိုင်ရမှာဘယ်သူ့ကိုကိုစားပြုရမလဲကိုယ့်ကိုရွေးချယ်တဲ့မိဘပြည်သူများလမ်းမတော်နေပြည်သူများအားလုံးကိုစားပြုနိုင်တဲ့ ရှင်ရှိရပါမယ်။သူတို့ကိုယ်စားပြောကျင်တာလေးမေးကျင်တာလေးအဖြစ်ပြက်တွေသိအောင်ကိုယ်စားပြုပြီးတော့ပြည်သူကိုယ်စားကျွန်တော်တို့တွတ်တော်မှာပြောနိုင်တဲ့ပုံကိုဖြစ်ရမယ်။ဒီဂရီကိုကျွန်တော်ပေးတာ။ဒါကျွန်တော်လုပ်နိုင်တယ်။လုပ်နိုင်တာကိုကျွန်တော်ပေးတာဖြစ်ပါတယ်။ဒုတိယသွားပဲကျွန်တော်တို့လမ်းမတော်မှာဖြစ်နေတဲ့ဖြစ်တဲ့တို့ဒီမို့ ရန်ကုန်မှာဖြစ်တဲ့နဲ့ဖြစ်နိုင်တဲ့အကြောင်းအရာအလုံးကျွန်တော်အစိုးတင်မယ်ဒါကျွန်တော်ခရီးပေးတယ်ရေကိစ္စမိကိစ္စအထုထောက်ပံ့မှုကိစ္စစတဲ့စတဲ့စတဲ့ဖြစ်တဲ့ပြည့်တဲ့ခြေဒီကိုဒါတွေတော့ဖြစ်တဲ့ဖြစ်တိုက်ပါတယ်ဒါတွေတော့ဖြစ်တဲ့ဖြစ်တိုက်ပါတယ်ဆိုလွတ်တော်ကနေတစ်ဆင့်အစိုးတင်ပြီးတော့နမ်ရောမိဝပြည်သူများငံကုန်မိဝပြည်သူများဒီလိုမှရှိတဲ့မိဝပြည်သူများဖြစ်တဲ့ဖြစ်တိုက်တဲ့ จ้าอย่าอารมณ์อสุตมุจินโลกโอไขมาဒါလေးကျွန်တော်ပြောချင်ပါတယ်နောက်ခုကျွန်တော်တို့ဥပရိချံကျင့်မှုပါပဲအဲ့တော့ကျွန်တော်တို့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတိုင်းမှာဥပရိစုံမှုမှုအကောင်းပါမယ်ဒီဥပရိရာလဲ အချိန်နေအချိန်ခန်းနဲ့လိုက်ပြောင်းညီထွေတဲ့ပြည်သူလူထုအတွက်အကျိုးရှိတဲ့ဥပဒေတွေဖြစ်မယ်ဒီဥပဒေကိုဘယ်လိုလုပ်ရမလဲကျွန်တော်တို့လိုပြည်သူကတာဝန်ပေးထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေကတော့မှဖြစ်ပါလေလွတ်တော်ကိုယ်စားလှယ်တော့မှဥပဒေကြမ်းပြူတာအစိုးရတင်တာအစိုးရဆွေးနွေးတာကိုစားပြူတာဒါတွေဖြစ်တာဖြစ်တဲ့အတွက်ဒီပြည်သူလူထုရဲ့နေစာသူကလောက်ကိုင်းနဲ့လူမှုဘဝနဲ့လိုက်ပြောင်းညီထွေတဲ့ဥပဒေကြမ်းနေ ကျွန်တော်တင်သွင်းမှာကျွန်တော်ခိုင်းမှာဒါလေးကိုကျွန်တော်ပြောလိုပါတယ်ဒါလေးကျွန်တော်ပြောလိုပါတယ်အဆိုးတင်တဲ့အဆိုးတွေကိုအောင်မြင်အောင်ဆက်လက်ဆွေးနွေးဖို့ကျွန်တော်ခိုင်းမှာကျွန်တော်ဆွေးနွေးပါမယ်ရုပ်တဲ့ဥပဒေကျမ်းတွေပြုစုဖို့အတွက်ကျွန်တော်ခိုင်းမှာကျွန်တော်ဥစည်းကျမ်းတွေပြုစုပြီးတော့တင်သွင်းပေးပါမယ်လက်မတော်အတန်လွတ်တော်မှာညံနေသေးရပါမယ် ရန်ကုန်အတန်းလွတ်တော်မှာညံနေသေးရပါမယ်ဒီလိုမှရှိတဲ့တည်သူလူလူအတန်းလွတ်တော်မှာညံနေသေးရပါမယ်ကြောကျင်တာကတည်သူဆန္ဒလမ်းတော်ပြည်သူဆန္ဒရန်ကုန်ပြည်သူဆန္ဒတပြိတော့တည်သူဆန္ဒပြီအားလုံးကိုလွတ်တော်မှာတည်အောင်ကြေကြေလောင်လောင်ပြောဆိုပေးဖို့ကျွန်တော်ကိုဆွေးနွေးပေးဖို့ကျွန်တော်ကိုခိုက်မှာလို့ကျွန်တော်ပြောလို့ရအောင်ကျေးဇူးတင်ပါ ချမ်းသာရင်နဲ့ဝင်မျိုးရေးပါတီတိုင်းလုံးကြည်ကျော်မြို့ရွာမချမ်းပြီးတို့တိုင်းရင်သာညီနောင်များနဲ့ရွချစ်ပြည်သူလူလူအားနဲ့ပေါင်းစုဆိုကြည်ကုတော်ဖွဲ့စည်းထားတဲ့သူရဲ့သောပါတီမြန်မာ nation wide